ဘဲကုတော်ပဲလှုပ်လှုပ်စိတ်ကိုနှစ်ပြီးပြုလှုပ်ပါကုတော်ဆိုသည်မှာနည်းနည်းများများအကျိုးပေးသည်သာဖြစ်၏ထိုကြောင့်ဒီကုတော်လေးကမဖြစ်စလောက်လေးပါဟုဘဲသောအခါမှလျှော့မှတ်တွေ့ရ ပါကုတို့ပဲဖြစ်ဖြစ်လေးလေးဆာဆာလုံရမည်ဖြစ်သည် ထို့ကြောင့်စွန်တစွန်ပဲလှလူနေတဝတ်ဥပုပ်ပဲဆောင်းဆောင်းနာယီဝတ်ပဲတရားမှန်မှန်နည်းနည်းလေးပဲဆိုပြီးရှော့မတွက်သင်ပြီးပုံမှန်လေးလှုပ်ဖို့သာအရေးကြီး၏ပုံမှန်လေးလှုပ်ပေးရင်နည်းရောင်များရောင်တောင်ပြေစုတကဲ့သို့ကုတို့သည်တပြေးပြေးညပြလာလေတော့၏ကုတို့လှုပ်သည့်အခါ စိတ်နှင်၍လုံရမည်ဖြစ်သည်စိတ်နှင်၍လုံမှလေရင်းကိုယ်တို့သည်အင်းအားကောင်းလာပြီးတင်းပြေချက်ပြေအကျိုးပေးမည်ဖြစ်သည်အရှင်မဂ္ဂလန်နှင့်နတမီအခါတပါတွင်အရှင်မဟာမဂ္ဂလန်သည်နတ်ပြည်ကိုကြွားချီတော်မူ၏နတ်ပြည်ရောက်သောအခါတကိုးကြီးမှသည်နတ်သမီးလေး၏ပိမ္မာနာရောက်သွားလေ၏ပိမ္မာရှင်နတ်သမီးက အရှင်မဂလန်ကိုမြင်သောအခါဗိမာန်မှထွက်လာပြီးလာရောက်ရှိခိုးလေ၏ထိုအခါအရှင်မဂလန်ကမေးမြန်းတော်မူ၏နတ်သမီးသင်ရဲ့စီစိန်ကကြီးကျယ်ခမ်းနားလာကြည်လားဘလို့ကုသိုလ်တွေပြုခဲ့လို့ဒီလိုကြီးကျယ်တဲ့စီစိန်ကိုရတာလဲလူဘဝတုန်းကလုတ်ခဲ့တဲ့ဒါနကုသိုလ်ကြောင့်အခုလိုစီစိန်ကိုရတာပါဖေ။တပည့်တော်လုတ်ခဲ့တဲ့ဒါနကုသိုလ်ကလည်းကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ တဲသီးလေးတစ်လုံးကိုသာ လူရန်ခဲတာပါဖေယောင်။အော်စေတနာထက်တန်ရင်ထက်တန်သလားအကျိုးပေးတာပဲ။ဒါကြောင့်အခုလိုစီစဉ်ကိုရှာတာရှိဆက်ပြီးတော့ကုသိုလ်တွေလုပ်ပါလိ။အပမဒီနာတန်ပါတီထံထို့နောက်နတ်သမီးလေးသည်မှန်ပါဖေယောင်။ အရှင်ဖုရားကိုဖူးမြော်ခွင့်ရလို့ဝန်တာလှပါလေဖုရားဟုရှောက်ထားလိုက်လေသည်ဤဖြစ်စဉ်ကိုကြည်လျင်နသမီလေးဤအလှသည်တဲသည်တလုံးအလှဖြစ်သည့်အတွက် မပြောပါလောက်သည့်အလှဟု ဆိုရမည်ဖြစ်သည် သို့သောနသမီလေးသည်တဲသည်လေးတလုံးပင်မဖြစ်စလောက်အလှလေးပါဟုပေါ့ပေါ့ဆဆမလုတ်ခင်ရိုးရိုးတိတိမြင့်မြန်နိုးနိုးလှခဲ၏ ထို့ကြောင့်တဲ့သည့်တလုံးအလှသည်အင်းအားကောင်းသည့်အလှကြီးဖြစ်သွားလေတော့သည် လေးလေးဆာဆာလှုပ်ချင်း၏အချိုးပင်တည်တက္ကစပါဝနာတချို့ဆိုလျင်ရေးတစ်ခွက်ကိုလှူခဲ့သောကြောင့်မင်းစီစဉ်ရရှိသွားလေ၏။ဘာကြောင့်လဲ။အလှူကို လေးလေးဆာဆာလှုပ်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့်အလုတ်တစ်ခုလှုပ်လျင်လေးလေးဆဆလှုပ်ဖို့လို၏ရှင်းသူပြုလုပ်ခြင်းကိုတကိစ္စဘာဝနာဟုခေါ်၏ကုသိုလ်အားနည်းခြင်းအကောင်းချင်းဆိုသည်မှာစိတ်ပေါ်မှာပဲမူတည်၏စိတ်ကလေးလေးဆဆမလုံလျင်ကုသိုလ်သည်အာနေမည်ဖြစ်၏အာနေသည့်ကုသိုလ်ကိုဒုံပလကုသိုလ်ဟုခေါ်၏စိတ်ကလေးလေးဆဆလုံမှကုသိုလ်သည်အကောင်းမည်ဖြစ်၏ အားကောင်းသည့်ကုသိုလ်ကိုဘာလဝကုသိုလ်ဟုခေါ်၏ယင်းအားကောင်းသည့်ကုသိုလ်ကပဲ ကောင်းကျိုးချမ်းသာကိုပြည့်ပြည့်ဝဝပေးမည်ဖြစ်ပါပေ၏ကြည်စွာရှင်အင်ဂျင်မြိုင်ဆရာတော်ဖျားကြီးအရှင်ဒေဝိန္ဒာဘီဝင်သာဟောကြားတော်မူခဲ့သော တရားတော်ကိုကျမတို့ဓမ္မတင်လောအဖေသားများမှဓမ္မဒါနအနည်းဖြင့်ပြန်လည်ပြီးတော့ညဝေလိုက်ပါရရှင်